စောချစ်သူက နေပြီးတော့ရောက်နေတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်။စောချစ်သူနေပြီးတော့ရောက်တဲ့သတင်းအပေါ်မှာကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်တော့သူ့ရဲ့ဘုံမူကြီးနိုင်မောင်စော်လားမရောက်ပါဘူးတဲ့ကရင်ပြည်နယ်မှာရှိပါတယ်လို့လည်းပြောတာကြားရတယ်။ဆိုတော့ဒါအတူမှာကိုကိုကြီးကလော်ဘီတွေကြက်ကြက်သတိထားဆိုတဲ့ဇကာအတော်တာသွားနေတယ်။အဲ့ဒီမှာလော်ဘီတွေကြက်ကြက်သတိထားလို့ပြောလိုက်တဲ့အချိန်မှာ စစ်တပ်ရဲ့အဓိကလော်ဘီကြီးသစင်ဦးကဥက္ကုကြီးကို ခနဲ့လောင်ပြောင်ပြီးတကာလစစ်အစိုးရလက်ထက်မှာတိုင်းပြည်ကို အကြံဖက်ပုံကံလို့ကြားခဲ့တဲ့ထောင်တန်းတွေကိုဂုံယူပြီးတော့မဲဆွယ်နေတာလားလို့ပြောလိုက်ပါတယ်။ဘွဲကတော့ကြီးကောင်းနေပြီဗျို့ဒီကနေ့သုံးသက်ဆွေးနွေးမဲ့ခေါင်းစဉ်နှစ်ခုကတရားဖြစ်ပါတယ်။စောချစ်သူ နေပြည်တော်ရောက်နေလား စကြရအောင်အလိုက် review ကကျူးစွာတယ်ဗျကျွန်တော်ဒီနေ့ဟိုဘက်လူမြတ်ကျော်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရအမြဲတမ်းတွင်းဝင်ဝန်ကြီးချုပ်ရုပ်ခွေးမွေးနေကျင်းပနေပုံဟန်တာတာဒီပြောဖြစ်တယ်ဗျာမပြောလို့ကလည်းမရတော့ဘူးဗျာတော်လိုင်းကြီးမှာအချင်းပြတ်ခြားစားမှုကအင်မတန်လိုက်စားနေပြီတော်လိုင်းကြီးဘုံဘုံလေးပြိုကျသွားတယ်လို့ပဲအချင်းပြတ်ခြားစားမှုကခြားရတော်လိုင်းကြီးဆိုတဲ့တောက်တိုင်ကြီးတွေကိုပတ်လေအောင်ခဲပြီးတော့စားနေကြပြီ ဒါကြောင့်ကျွန်တော်ထွက်ပြောတာဖြစ်ပါတယ်တောင်းတောင်းကျွန်တော်မပြောချင်လို့မပြောပေးထားတဲ့တဲ့ရင်သိမှုတွေအများကြီးရှိပါတယ်အဲ့တော့ဟုတ်ပြီဇောချစ်သူတို့ကိစ္စပြန်သွားရအောင်ချော့သွားမှာဇောချစ်သူနေပြီးတော့ရောက်နေတဲ့တဲ့ရင်တွေထွက်ပေါ်နေတယ်နေပြီးတော့မှအဲဇောချစ်သူကိုခိတ္တထိန်းထားတယ်ဆိုတဲ့တဲ့ရင်တွေလည်းထွက်နေတယ်သို့တော်ဟုတ်ချင်မှလည်းဟုတ်မယ်အတီးပြုလို့မရသေးဘူး အဲ့တော့ပယ်ဆောက်ချိန်လို့ဝေဆန်းလို့ကိုကျွန်တော်ဖြတ်ကနေမျက်နှာမြင်အောင်မိစောချစ်သူသာပယ်ဆောက်ချိန်လို့ဝေဆန်းလို့လို့ဒီလိုလက်ပြန်ကြိုးတုပ်ပြီးမင်းအောင်လိုက်ဖက်စစ်တက်ကဖမ်းပြီးနေပြီးတော့ကနေတရုတ်ပြည်ပို့လိုက်ရင်ဘယ်လိုပုံစံဖြစ်မလဲခင်ဗျားတို့ရောဘယ်လိုပုံစံဖြစ်မလဲထင်လဲအဲ့တော့စောချစ်သူအတွေ့အဆက်ကြားဖြန့်မြန်မာထိုင်းနယ်ဆက်အခြေအနေတွေကတော့ အင်မတန်ကိုအာကြက်ထနေပါတယ်အမေရိကန်ကြားနာပွဲကြက်ဟာစစ်အုပ်စုကိုတုံလုံးချောက်ချားစီခဲ့ပါပြီဒီနေရာမှာစစ်တပ်လော်ဘီတွေပြောနေသလိုတချို့ပေါ့အာဆွေးနွေးပွဲတစ်ခုကဘာမှတက်ရောက်မှာမဟုတ်ဘူးဆိုတဲ့အခြေအကျွန်တော်တိတ်တိတ်ချာချာပြောပြချင်ပါသေးတယ်အမေရိကန်ကကြားနာပွဲတော့ဘရီဖရင်ဆိုတဲ့ဆွေးနွေးတုံးသက်ပွဲမဟုတ်ဘူး ကြားနာပွဲနဲ့ဆွေးနွေးသုံးသပ်ပွဲရဲ့ပါဝါအင်မတန်ကွာခြားတယ်။ကြားနာပွဲဆိုတာအစိုးတင်သွင်းမဲ့လူတွေရဲ့အဖြစ်အပျက်တွေကိုအဲအစိုးတင်သွင်းသူကိုယ်တိုင်တတ်သိခံရတယ်။အဲ့ဒါကိုလွတ်တော်တင်သွင်းပြီးအစိုးရကိုအကောက်ထဲဖော်ရန်ပေးပို့ရတယ်။ဆွေးနွေးသုံးသပ်ပွဲဆိုတာကဆွေးနွေးသုံးသပ်ဆုံးဖြတ်ချက်ချအဲပါဝါမရှိဘူးပေါ့နော်ဘရီးဖင်းလို့ခေါ်။အဲ့တော့ကြားနာပွဲဆိုတဲ့တက်ရောက်မှုဟာအမေရိကန်အစိုးရက လိုက်နာဆောင်ရွက်ရင်လိုက်ပါဆောင်ရွက်ရင်ဆိုတဲ့အချက်မျိုးပါဝင်နေတာကိုသိတဲ့လူတွေကသိတယ်စစ်တပ်လည်းသိတယ်ဒါပေမဲ့သူ့လော်ဘီတွေကပြည်သူလူထုကြားတဲ့ကိုဝါဒဖြန့်ပြီးဘာမှ မဟုတ်တဲ့ရောင်ရောင်လုပ်နေတာဟိုကဝင်ပြီးဂုံဆွဲဖမ်းသွားတာမျိုးဟိုကကိုပြောက် drone နဲ့ပြစ်လို့မသာပေါ်သွားတဲ့အချိန်ကြမှာနောင်တတွေမရကြနဲ့ American Congress ရဲ့ကြားနာပွဲဟာ ဘလောက်တက်ရောက်မှုကြီးလဲဆိုတာမင်းတို့မကြခင်တွေ့ရမယ်အဲ့လိုပဲထပ်တူဒီ concrete ရဲ့ဈာနာပွဲကိုကျွန်တော်တထပ်ပြီးတိကျလေးလာကြည့်တော့ကဘာရာဇဝတ်မှုစုံရအဖြစ်မြန်မာနိုင်ငံဟာရောက်ရှိနေတာကျွန်တော်မျိုးလုံးတွေပြိုထွက်ကုန်ကဘာရာဇဝတ်မှုဆိုတော့ကျွန်တော်လိုက်လေလာကြည့်ရကဘာလုံးဆိုင်ရာရာဇဝတ်မှုတွေကဘာတွေရှိလဲဆိုတော့နံပါတ်1 ကြားဖြန့်ဆိုတဲ့အခုငွေလိမ်မှုကိစ္စကြီး same center တွေပေါ့နော်နမနေမူရေးစေဝါလူကုံကူတာဥကလီစာအသေးတွေဖြတ်ရောင်းတာဒါတွေအကုန်လုံးကိုကကီပတ်ရွှေကုတ်ကူဝန်ခမြို့တဲ့ရွှေပရောင်းမြိုင်မြောင်းဝတီမှာလုံနေတယ်မြောင်းဝတီရွှေကုတ်ကူဘာလို့ဒီမကဘူးလောက်ကင်မှာလည်းလုံနေတယ် မူဆယ်မှာလည်းရှိတယ်မငင်းနဲ့မူဆယ်မှာလည်းရှိတယ်မုံကိုမှာလည်းရှိတယ်တာကြီးကကဘာကြီးဝါမြူနေပြီမူကြီးစေဝါဆိုရင်လက်ရှိစစ်တမ်းတွေရမူကြီးစေအထုတ်လုပ်မှုအများဆုံးနိုင်ငံမြန်မာပြည်ဖြစ်လာအာဖဂန်နစ္စတန်ဟာဒုတိယအောင်ရောက်သွားတယ်မူကြီးစေထုတ်တဲ့နေရာတွေကိုလေ့လာကြည့်တော့လေတရုတ်နယ်စပ်နဲ့ဒိုင်းနယ်စပ်အများဆုံးဖြစ်နေတာပေါ့ တွေ့ရတယ်။အတိကမွေးစေးဝင်ပေါက်ကြီးဟာထိုင်းနေဆက်ထက်ထိုင်းမြန်မာနေဆက်ထက်တရုတ်မြန်မာနေဆက်မှာအင်မတန်များပြားတာကိုတွေ့ရတယ်။လာရှိုးကနေမွေးစေးတဲ့ရန်ကုန်တိလဝစိတ်ကန်းအရှာဝစိတ်ကန်းကြီးကနေပြီးတော့ကွန်တိန်နာလိုက်ကျွန်းနေတဲကိုထည့်ပြီးပို့တယ်ကိစ္စကဘာမှာကြက်ထားအဲ့တော့မွေးစေးတွေဟာ တရုတ်မြန်မာနေဆက်ကနေတဆင်လာရှုလာရှုကနေတဆင်မန္တလေးအဲ့ကနေတဆင်ရန်ကုန်တိလဝစိတ်ကန်းနဲ့အီချဝတ်စိတ်ကန်းကိုရောက်ပြီးကဘာကိုဖျက်နေပါတယ်ဒီအချက်တွေကိုအမေရိကန်ထောက်လိုင်းရေး CIA FBI တို့ကမတိပဲတော့မနေဘူးတိကိုတိလိမ့်မယ်ခိုင်မာတဲ့အချက်လက်တွေကိုလည်းသူတို့ရရှိထားပြီးသင်တယ်ဆိုတော့ကဘယ်စောက်ချိန်ဝေဆန်း ်ဝီဆန်းတို့ပဲစောက်ချိန်တော့ကခင်ဗျပေါ်သေးသေးတွေမဟုတ်ဘူးနော်စစ်ကောင်စီရဲ့တိုင်းမူတက်မှမူဘူချုပ်ကြီးတွေအကုန်လုံးအိတ်ထဲထည့်ထားနိုင်တာဝီဆန်းဆိုရင်စစ်တပ်မှာဘုံမူကြီးအဆင့်နေသားဆောင်တက်ကောင်းဆောင်ချန်ခါကြီးအမန်ပဲစောက်ချိန်ဆိုရင်ရှာကြီးအခုဖမ်းလိုက်တဲ့ရှီကျစ်ဂျမ်းဆိုရင်တီတကူဆရာတော်ကိုနေပြီးတော့မှ တဲ့တဲ့စမိုင်းလင်းဗုဒ္ဓအတွက်ကြက်တန်းမောင်းများစွာလှူဒန်းနေတဲ့ပုံတွေထွက်လာတယ်။ဆိုတော့ကြာပြန့်ရဲ့လွှမ်းမိုးထားမှုဟာမြမပြည်နေတယ်ပါဆိုတော့မကဘူး။ကြာပြန့်တယောက်ကဖိလစ်ပိုင်မှာမြို့တော်ဝင်အောင်တက်ဖြစ်သွားတဲ့တင်။ခင်ဗျားတို့ကြားပြီးပြီလား။ဒါအပြင်မှာဒီကနေ့ထိုင်းနိုင်ငံမှာဘန်ကောက်ထောင်ရဲ့ညွန်ကြားမှုတွေကိုထိုင်းနိုင်ငံအစိုးရအဖွဲ့ကဖမ်းဆီးအရေးယူလိုက်တယ်။ဘာဖြစ်လို့လဲသိလား။ ရှီကျချန်းဟာဘန်ကောက်ထောင်မှာနေထိုင်စဉ်ကာလမှာတရုတ်ပြည်ရဲ့နာမည်အကြီးဆုံးမင်းသမီးကို ထိုင်းနိုင်ငံဘန်ကောက်ထောင်နဲ့ခေါ်ယူပြီးတော့ညာအိတ်တဲ့ဗျာထိုင်းဘန်ကွေအနည်းဆုံး၁၀တန်းလောက်ကုန်နေအဲ့ဒီအတွက်အကျင့်ပြချစားမှုတွေဖြစ်တဲ့ဘန်ကောက်ထောင်ကဝန်ထမ်းတွေကိုအရေးယူလိုက်တာကိုဒီကနေ့ထိုင်းသတင်းတွေမှာလှိုင်းလှိုင်းထောက်ပါလာတယ်ပြောချင်တာကကြားပြန့်ရဲ့ကြီးမားမှုကို ကြောင်ပြင်းရဲ့ဒီကျွန်တော်ကဘာလူအဖွဲ့ကြီးကိုဝါမြုံနေတာကိုမနိုင်နှင်းတော့ရင်ကဘာကြီးဟာလုံးဝထိမ့်မရသိမ့်မရအခြေအနေမျိုးကိုဖြစ်လာတော့မယ်။တစ်ဖက်မှာအမေရိကန်က ကြားပြက်ခွင်တွေကိုခုံဝင်လာတာ။ဒါဟာလည်းအမေရိကန်နိုင်ငံရဲ့အကျိုးစီးပွားအမေရိကန်နိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုအခြေပြုတယ်။အချစ်တော်အာရှမှာတရုတ်ကကြားပြန့်ခေါင်းစဉ်တွေခြေကုပ်ယူလာတာကိုအခြေပြုတယ်။ဒီနှစ်ခုနဲ့အမေရိကန်ကကြားပြန့်ခွင်တွေကိုခုံဝင်လာတယ်။ ဲ့တော့စောချစ်သူကိုတကယ်နေပြီးတော့ခေါ်ထားပြီလားဒါတိတ်စိတ်ဝင်စားစရာကောင်းပါလေနေပြီးတော့ခေါ်ထားရင်တော့လွတ်လန်းမမြင်ဘူးနောက်တစ်ခုကဥက္ကုကြီးရဲ့လော်ဘီတွေချက်ချက်တတိထားဆိုတဲ့ကိစ္စဒါနဲ့ပတ်သက်ပြီးတစဉ်ဦးလို့လော်ဘီတတိုက်ကမကြိမ်မနဲ့ဖြစ်နေပါလေဥက္ကုကြီးလည်းဘယ်ချိန်ဖမ်းပြီးဆွဲစီခံရမလဲမသိဘူးအဓိကပြဿနာဖြစ်တာဥလွင်မြင်ကိစ္စပါနိုင်ငံရေးအကျဉ်းသားတောင်းတယောက်က तू तू က तू စွန့်လုခဲ့တဲ့ပိဆက်ခဲ့တဲ့ဟာတွေကိုပြောပြပြီးပြည်သူလူထုကိုမဲဆွဲတာကိုကျော်စိုးဦးတို့လော်ပြီးတဲ့တိုက်ကဖမ်းခိုင်းနေဒါကိုဥကူကူကြီးကနိုင်ငံပေါ်မှာပြောင်းလဲလူစိတ်နဲ့ဖျက်ဆီးပြီးထောင်ချခံတဲ့သူတွေကိုဖမ်းခိုင်းနေတာခမရတို့ကဘာဖြစ်ချင်လို့လဲလော်ပြီးဒီကြက်ကြက်တတိထားလို့ပြောပြီးမှစစ်တပ်လော်ပြီးပစင်ဦးကဆက်ဆက်ထိမခံရှင်တို့ဟာ စစ်အစိုးရကိုပုံကံပြီးအချမ်းဖတ်လောက်တာလို့တို့ထောင်ကြတာကိုကြွားဝါပြီးပြည်သူလူထုကိုမဲဆွယ်နေတယ်ဆိုတာဒီရွေးကောက်ပွဲကိုဖျက်ဆီးကျင်နေတာလားပါလားဆိုပြီးထပြောပါတယ်အဲ့တော့ကိုကိုကြီးနဲ့လော်ဘီတွေရဲ့တိုက်ပွဲစနေပါပြီဘယ်ဘက်ကနိုင်နိုင်ဘယ်ဘက်ကရှုံရှုံပြည်သူလူထုအတွက်တော့အကျိုးမရှိပါဘူးသို့တော့ကိုကိုကြီးနဲ့စခလော်ဘီတွေနဲ့တိုက်ပွဲဟာအခက်မသိရင်ကိုကိုကြီးအဖမ်းခံရနိုင်ပါ ခင်ဗျားတို့ကဘယ်လိုမြင်ပါလဲသူကိုယ်တိုင်က1065နှစ်ကြာတာကိုတရားဝင် ပြောပြီး lobby တွေကြက်ကြက်တတိထားလို့စစ်တပ် lobby တွေကိုတတိပေးလိုက်တဲ့အပေါ်မှာဘွဲကတော့ချီကောင်းနေပြီပြီ